ကိုယ့်ရဲ့ဘုံမှာကြောင်ညာရီတက်ခဲ့လို့ရှိရင်တက်နေတယ်ဆိုရင်အခုဗီဒီယိုလေးတွေကနီးလေးအတိုင်းပေးလို့ရပါတယ်။ကြောင်ညာရီတက်ရတဲ့အကြောင်းရင်းကတော့ Chrome browser ထဲမှာပေါ့နော် span link တွေကိုနှိပ်ပြတာပဲဖြစ်ဖြစ်ဒါ Facebook ပုံမှာကြောင်ညာ link တွေကိုနှိပ်မိတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကျွန်တော် game တွေကကြောင်ညာ link တွေကိုနှိပ်မိတာဖြစ်ဖြစ် game register လုပ်တာပဲဖြစ်ဖြစ် internet ဖွင့်ချိန်နဲ့ကြောင်ညာတွေတက်လာမှာပေါ့။အဲ့တော့ဒီဗီဒီယိုလေးထဲမှာ ဂျီမီတဲ့ကနေပြီးတော့မှကြောင်ကြသွားပိတ်တာဆက်တင်တဲ့ကနေပြီးတော့ကြောင်ကြသွားပိတ်တာခရုံးတဲ့ကနေပြီးတော့ကြောင်ကြသွားပိတ်တယ်ညီလန်တုံးဒီကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပြမှာဖြစ်ပါတယ်အဲဒီလိုပုံမှာအင်တာနက်ဖွင့်တိုင်းကြောင်ကြတွေခဏခဏတက်နေတယ်ဆိုရင်အခုဗီဒီယိုလေးကအထောက်အကူဖြစ်မှာပါအဲ့တော့ဗီဒီယိုလေးဆက်လိုက်အောင်ဒါပရမောင်းတုံးနေနဲ့ကျွန်တော်တို့ကဂျီမီ AD ရပေါ့နော်ဂျီမီကနေပြီးတော့မှသွားပိတ်တာကိုပြပါမယ်ပရမောင်းတုံးကိုမှဂျီမီရှိမယ်ထင်ပါတယ်ဂျီမီပေါ့နော်โอเคဒီမှာဂျီမီပေါ့နော်အမ်နဲ့ပုံစံလေးပေါ့နော်အခုဒီကောင်လေးအဲ့ဒါလေးကိုတချို့တစ်ချက်နှိပ်မယ် တချက်နေပြီပါလို့ရှိရင်အခုဒီမှာဒီဘက်တော့ကကျွန်တော်တို့ဂျီမီဒီဘက်တော့ကဒီဘက်တော့ကဒီမှာကျွန်တော်တို့လော့ရင်ဝင်ထားတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးကိုတချက်နေလိုက်မယ်နေပြီပါလို့ရှိရင်ကျွန်တော်တို့ဒီမှာ Google အကောက်စွာလေးတချက်ထပ်နေပြီပေါ့နော်အင်တာနက်ဖွင့်ထားဖို့လိုပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ ဒီမှန်ဘလူးလေးကိုတစ်ချက်နေမယ်ဗျနော်မှန်ဘလူးလေးကိုတစ်ချက်နေမယ်ပြီးတော့ရင်ကျွန်တော်က ADS ဆိုပြီးတော့ search bar မှာရိုက်လိုက်မယ်ရိုက်ပြီးတော့လို့ရှိရင်ဒီမှာ AD setting ဆိုပြီးတော့မှတစ်ချက်ပေါ်လာမယ်အခုအဲ့ဒါလေးကိုတစ်ချက်နေလိုက်ပါမနော။ဟာ sorry ။အဲ့ဒါလေးကိုတစ်ချက် အဲ့ဒါလို့တစ်ချက်နေလဲပါပြီးပါလို့ရှိရင်ကျွန်တော်ဒီမှာအဒီဒီနေရာလေးပေါ့နော် personal ad အဲ့ဒါလေးကို on ထားဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒါလေးကို off မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်တစ်ချက်နှိပ်မယ်နှိပ်ပြီးပါလို့ရှိရင်အခုဒီမှာ off ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဘုနော် okay အဲ့တော့ကျွန်တော်တို့ off ဖြစ်သွားပြီ off ဖြစ်သွားပြီဆိုတော့ကျွန်တော် get တွေကိုနှိပ်လိုက်မယ်နော် okay အဲ့တော့ဒါကတော့ပရမနီဒုတိယနီဒုတိယနီကတော့ကျွန်တော်ဖုန်း setting တွေမှာတော့ပေးရမှာဖြစ်ပါတယ်အဲ့တော့တစ်ချက်လိုက်ကြည့်ပြပါကျွန်တော်တို့ဖုန်း setting တွေကိုတော့ပါမယ်ဖုန်း setting တွေကိုတော့ပါမယ်အဲ့တော့ဖုန်း setting မှာပြောစရာရှိတာကဒီ ဒီ search bar မှာလည်းရှာလို့ရပါတယ်ဒီ search bar မှာလည်းရှာလို့ရတယ်ဒါမှမဟုတ်လည်းအဲ့အမဟုတ်လည်းဒီလိုအပေါ်ဆွဲတင်လဲလို့ရှိရင်ကျွန်တော် Oppo ဘုံကကျတော့ဒီဟော audition နဲ့ဒီ setting ထဲမှာကျွန်တော်ရှိရပါတော့အဲ့တော့အခုမိတ်ဆွေတို့ဖုန်းကတော့ဒီဒီအပေါ်မှာပဲရှိပါလိမ့်မယ်ဗျာနော်ဒီ setting ကိုအပေါ်ဆွဲတင်လိုက်လို့ရှိရင်ဒီနားလေးမှာကျွန်တော်တို့ဒီ Google ဆိုတဲ့နေရာလေးတွေ့ရင်ရပါပြီဗျာနော်အဲ့တော့ကျွန်တော်ကတော့ Oppo ဖုန်းဆိုတော့ဒီ search bar မှာကျွန်တော် AD ဆိုပြီးရှာလိုက်မယ်ပေါ့နော်ဒါမှမဟုတ်လေ Google ဆိုပြီးရှာလိုက်ပါရပါတယ်နော် Google ဆိုပြီးရှာလိုက်ရင် Google setting တွေ့ပါလိမ့်မယ်အပေါ်တော့မှာပေါ့နော်ဒီမှာအပေါ်တော့မှာတွေ့ပါလိမ့်မယ်အဲ့ဒါတော့တစ်ချက်နေပါနှိပ်ပြီးသွားလို့ရှိရင်ဒီမှာ Google ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နေမယ်နှိပ်ပြီးသွားလို့ရှိရင်ဒီဘက်က all setting ဆိုတာလေးတစ်ချက်နေပါ all setting ဆိုတာလေးတစ်ချက်နေပါ ပြောလို့ရှိရင်အပေါ်လေးလင်းနေဆက်တင်မယ်ဘောနဲ့ဆက်တင်မယ်ဒီမှာ ADS ADS ဆိုတာလေးတွေ့မယ် ADS ဆိုတာ advertising ပေါ့နော် advertising နဲ့ advertiser တို့အဲ့လိုမျိုးခေါ်တာသူကဒီကြော်ညာတွေကိုတတ်တာပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ delete ဒီနှစ်ခုပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်တို့နှိပ်ပြရမှာဖြစ်ပါတယ် reset confirm နှိပ်လိုက်မယ်ပြီးဒီဘက်အောက်က delete advertising id ဆိုတာလေးတစ်ချက်နှိပ်မယ် okay အဲ့တော့ကျွန်တော် advertising id ကိုကျွန်တော် delete လုပ်လိုက်ပြီအဲ့တော့အဆင်ပြေသွားပြီပေါ့နော်ဒါ setting ထဲမှာ okay အဲ့တော့နောက်တနည်းနောက်တနည်းပေါ့နော်တတိယနည်းတတိယနည်းကျတော့ chrome browser တွေကတော့ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းထဲမှာ chrome browser တွေကိုတစ်ချက်သွားမယ်ကျွန်တော်တို့ပထမကျွန်တော်ပြောရတဲ့အတိုင်း chrome browser ဖွင့်လိုက်ရင် list စပန်လင်းတွေကိုကျွန်တော်တို့ဒီနှိပ်မိတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးဖြစ်တဲ့တယ်အဲ့တော့ကျွန်တော် Chrome browser လေးတစ်ချက်သွားမယ် Chrome browser တွေကအခုလိုရောက်ပြီရောက်ပြီဆိုရင်ကျွန်တော်တို့ Chrome browser တွေကဒီဘက်အဆက်30လို့တစ်ချက်နှိပ်မယ်ပြီးွားရင် setting တွေကိုသွားမယ် setting တွေကိုသွားမယ် setting တွေသွားပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်လေးနည်းနည်းဆွဲမယ် size setting တွေကိုသွားမယ် size setting တွေသွားပြီးတော့မှကျွန်တော်တို့အပေါ်နည်းနည်း sorry ဆက်ဆင်ရသွားပြီးတော့ကျွန်တော်တို့အပေါ်ဆုံးကိုဆွဲတင်မယ်ပေါ်ဆုံးဆွဲတင်မယ်ဒီမှာကျွန်တော် AD ဆိုတာရှားလိုက်မယ်မဘလော့ site AD ဆိုတာလေးနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်ဒါလေးကအခုကြည့်နေတဲ့သူအခုပေါ့နော်မိတ်ဆွေတို့ဖုန်းထဲမှာတော့အခုလို on နေလိမ့်မယ်ဒါကျွန်တော်ဖုန်းမှာပိတ်ထားတော့ကျွန်တော်ဖုန်းမှာပိတ်ထားဆိုတော့ဆိုတော့ကျွန်တော်ပိတ်ထားတာဆိုတော့ပိတ်ထားတာ off နေရပေါ့နော်အခုမိတ်ဆွေပုံမှာဒီလိုမြင်နေမယ်ဒီလိုမြင်နေတာဟောကျွန်တော် off ပြလိုက်ရင်ကျွန်တော်တို့ဒီ Google ကိုကေးကနေပြီးတော့မှ Chrome browser နေပြီးတော့မှအကြောင်းကြောင်မတက်တော့ဘူးเนาะရှင်ကျွန်တော်တို့တစ်ချက်သွားမယ် privacy security တွေသွားမယ်သွားပြောလို့ရှင်ကျွန်တော်တို့ဒီမှာ AD privacy တွေတစ်ချက်သွားမယ် AD topic AD အပ်သွားမယ်ပြီးတော့ AD management အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြင်မယ်ပြီးဒါပါပြင်မယ်ပြီး edit topic အဲ့ဒီကောင်ကတော့ကဲဒီသုံးနီးလုံးပြည့်လဲဆိုရင်အခုကြည့်နေတဲ့မိတ်ဆွေတို့ရဲ့ပုံမှာဒီ Google ကနေပြီးတော့ပဲဖြစ်ဖြစ် Chrome browser မှာဒီစက်ကြော်ညာတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာကြော်ညာတွေတက်နေလားမတက်ဘူးလားတက်နေတယ်ဆိုရင်ရောအခုဘလိုကြီးကင်ွယ်ပြေရှင်းနေလဲဆိုတာကိုအခုဗီဒီယိုလေးအောင်မှာ comment မှန်သွားပေးပါကြည့်သူများတင်ပါတယ်